သင်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရနိုင်ငံသတင်းထူးများကိုတင်ဆက်ပေးသွားပါရမရှင်။သာရှုမျိုးရင်းစကောင်းစီဌာနဆိုင်ရာရုံးများဧပြီလနောက်ဆုံးအပတ်တွင်စတင်လဲပတ်တော်မီဌာနရဲ့အတွင်သုံးမြန်မာစစ်သား၅ဦးထွက်ပြေးသွားတာကြောင့်ဖမ်းဆီးပင်ရန်စကောင်းစီကထိုင်ဘက်သို့အကြောင်းကြောင်းစကောက်စီကဒုတိယကြိမ်အပြည့်ရကြီးညာပြည်ရဲ့နောက်ဒီပင်းရင်မြို့နယ်လက်လုတောင်ရွာကိုလီရင်ဖြစ်ပုံကျဲမှု အသက်73နှစ်အရွယ်မှာကျဲဦးအပါဝင်ပြည်သူ၅ဦးသေဆုံး င်းတော်မျိုးသိန်းတိုက်ပွဲမှာအကြမ်းဖက်လူရဲများကျူးလွန်ခဲ့သောထွေအုပ်ဝန်ထမ်းနှင့်တရားခံ30ကျော်ကိုဖမ်းဆီးအရေးယူမြောင်းလိုက်စေတပ်ပြပြနေက အာနာဇက်ခုံကထပ်ပြန်ကြံစီနေပြီးစတဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါရမရှင်ပထမအဦးဆုံးသတင်းပုံအနေနဲ့လာရှုမျိုးရင်းစကားစီဌာနဆိုင်ရာရုံးများဧပြီလနောက်ဆုံးအပတ်တွင် စတင်လဲပတ်တော်မီအကြောင်းတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုစကောက်စီတပ်များတရုတ်နိုင်ငံ၏အကူအညီဖြင့်ဝင်ရောက်လာပြီးတဲ့နောက်ဌာနဆိုင်ရာရုံးလုပ်ငန်းများကို2025ခုနှစ်ဧပြီလ28ရက်နေ့ကစတင်ပြီးလဲပန်းပြီဟု MNDAA သတင်းရင်းမြစ်များထံမှသိရပါသည်။လာရှုမြို့တွင် MNDAA စီမံအုပ်ချုပ်မှုဖြင့်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများမှဧပြီလ25ရက်နေ့တိတာဝန်ထမ်းဆောင်မည်ဖြစ်ပြီးကိုကန်တက် ထိန်ချုပ်နေမည်များတွင်ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းရှိမရှိကိုဧပြီလ10ရက်နေ့ကစီရင်ကောက်ယူခဲ့ပြီးဖြစ်သည်ဟုသိရှိရပါသည်။လာရှုမြို့ကိုစကောက်စီလူဝင်မှုကြီးကြပ်ရေးဌာနနှင့်မြေစီရင်ဌာနတို့မှဝန်ထမ်းများကနဦးလာရောက်ကတာဝန်ထမ်းဆောင်မည်ဟုလည်း၎င်းကဆိုပါသည်။စကောက်စီတပ်များလာရှုမြို့သို့ ပြန်မဝင်ခင် MNDAA ဝန်ထမ်းအများစုမှလာရှုမြို့မှထွက်ခွာသွားကကျန်ရှိသည့်ဝန်ထမ်းအနေငယ်ဖြင့်သာဆက်လက်လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။ လာရှုံမြို့ရင် MNDA အုတ်ထုတ်စင်ကကျမရင်းနဲ့ပညာရေးဌာနမှလွှဲ၍တဲတော်ထွေအုပ်စိုက်ပျိုးရင်တိမွေကူနှင့်လျက်စစ်ဌာနများတွင် CDM ဝန်ထမ်း90ဦးအထက်တာဝန်ထမ်းဆောင်ခဲ့ကြပြီးလာဝါကနှင့်ကညာရာတို့ကိုလည်းထပ်မံဖွဲ့လှစ်နိုင်ရန်ကြိုပမ်းခဲ့ပြီးစက္ကစီစေတန်နဲ့အင်ဂျင်နီယာတများသည့်ယမန်နေ့ကကာဂျီ126စီနဲ့ကာငင်း80စီဝင်းကျင်ဖြင့် နေဝင်းနီတစိပအလံလွင်၍လာရှုမျိုးတို့ရရှိလာပြီးရဲ့နောက် MS 626ထောက်ပို့တဲ့နေ AT ဒတာပယ်ချန် GDC ကျောင်းတွင်၌တက်ဆွေးနေသည်ဟုသိရပါသည်သူတို့တက်ဆွေးတဲ့နေရာနဲ့ကတရားကွာမှာကိုကန်တက်ရှိရင် AT ဒတာမှာအင်အား30လောက်နဲ့စကောင်စီတက်ကစစ်စီယာရီလုံနေသေးတယ်ဟုဒေတာခန့်ဦးမသိရှိရပါသည်စကောင်စီတက်သည်မန္တလေးမြို့အထက်မေဟာစစ်စေးကိန်းနံပါတ်2အထက်မြို့ရှောင်းလန်းစုံမူဆယ်အထက် AT ဒတာကုံညာ နယ်စင်ဟက်ကာရွာမှပြည်သူစေယုံထိအထိုင်ချတက်ဆွဲမည်ဟုသိရှိရပါသည်ဒုတိယတမင်တို့ကတော့ထိုင်းနိုင်ငံတွင်သောမြန်မာစစ်သား၅ဦးထပ်ပြေးသွားတာကြောင့်ဖန်စီပင်ရန်စကားစီကထိုင်းဘက်သို့အကြောင်းကြောင့်ကင်ပြည်နယ်ကြိုင်းစိတ်ကြီးမြို့နယ်ဖျားသုံးစုဘက်မှမြန်မာစစ်သား၅ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားတာကြောင့်ဖန်စီရန်စကားစီကထိုင်းဘက်သို့အသိပေးမှုများလုပ်ဆောင်နေကြောင်းထိုင်းမြန်မာနယ်စပ်ကန်ချာနဘူရီဒရင်းမြစ်အချို့ကပြောပါရယ် စကားစီတဲမှာစစ်သား၅ဦးတည်ရခိုင်ရပိုင်းတွင်ဖျားသုံးစုဘက်မှတက်ဆင်ထားနိုင်ငံကန်ချာနာပူရီခင်ရိုင်ပုံတီကျေရလမ်းကြောင်းမှတက်ဆင်ထိုင်ဘက်သို့ဝင်ရောက်သွားတာကြောင့်ထားအနာပိုင်းများကကြေရများနှင့်ပြည်သူစစ်များကိုအတိပေးထားကြောင်းသိရပါသည်ထပ်ပြေးသွားသည့်မြန်မာစစ်သားများတန်ရင်စစ်သားများ၏ကိုရီးအချက်လက်များကိုအတိအကျထုတ်ပြန်ထားခြင်းမရှိပေမြန်မာစစ်သား၅ဦး၏တပ်ပေါ်များကိုလည်းထားအနာပိုင်းများကကြေရများနှင့်ပြည်သူစစ်များထံသို့ဖြန့်ဝေထားကြောင်း အဆိုပါတပ်ပုံပါမြမစစ်သားများကိုတွေ့ရှိပါကအကြောင်းကြားရန်စော်ဩတိုက်တွန်းနေကြ။လက်ရှိတွင်ဖျားသုံးစုကန်ချနပူရီလမ်းကြောင်းမှတက်ဆင့်ထိုင်းနိုင်ငံအတွင်းသို့အလုံးရင်းဖြင့်ဝင်ရောက်မှုများရှိနေကြောင်းထိုင်းမြန်မာနယ်စပ်သတင်းမြေချို့ကသိရပါသည်တတိယဒသင်းတစ်ပုဒ်ကတော့စကန်စီကဒုတိယကျင်းအဖြစ်ရကျင်းရပြီးရနောက်ဒီပေရင်မျိုးနဲ့လက်လုံတောင်ရွာကိုလင်းရင်ဖြင့်ပုံကျဲမှုအသက်၃၀နှစ်အရွယ်မကျေဦးအပောင်းဝင်ဖြစ်သူ၅ဦးသေဆုံး ဧပြီလ23ရက်နေ့နနက်10:40မိနစ်ခန့်တွင်စကိုင်းတိုင်းဒီပင်းရင်မြို့နယ်လက်လုံတောင်ရွာကိုအကြမ်းမဆစ်တက်ကလီယင်ဖြစ်ပေါ်ကျတိုက်ခိုက်ခြင်းကြောင့်အသက်73နှစ်အရွယ်မောင်ချေဦးအပါဝင်ပြည်သူ၅ဦးသေဆုံးခဲ့ကြောင်းဒီပင်းရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါသည်အကြမ်းမဆစ်တိတ်လေးကြောင့်တိုက်ခိုက်မှုတွင်လလုတ်ကြီးရွာမှဒေါ်လုံးအသက်73နှစ်အရွယ်မကျေဦးအသက်45နှစ်အရွယ်ကိုစန်းစောအသက်26နှစ်အရွယ် အောင်ကျော်ကျော်နဲ့အသက်80နှစ်အရွယ်ဒေါ်ဆောင်တို့ဝယ်ချင်းပြီးတေဆောင်ခဲ့ကြောင်းထို့ပြင်ကြေးဝါနေပြည်သူခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်စကောင်စီကငလျင်ပေပြည်နောက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်မယံမနာပြုလုပ်လာကအများစုဟာလည်းတသနိကအဆောင်ဖြစ်တဲ့ဖယားကြောင်ကန်နဲ့ပြည်သူတွေတည်သက်နေထိုင်တဲ့နေရာတွေဖြစ်တာကိုလည်းတွေ့ရပါသည်ဒါကြောင့်စကောင်စီဟာရည်ရွယ်ချက်ရှိရှိအပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်နေရဲဆိုတာသိတာထင်ရှားပါတယ် ဒီလိုစစ်ကောင်စီရဲ့တိသားထင်ရှားတဲ့ဆရာဆွေးမှုလူမဆန်မှုတွေကိုနိုင်ငံတကာကထိရောက်တဲ့အရေးယူမှုရှုံချမှုတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်ဟုဒီပင်းရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောပြပါတယ်ဧပြီလတွင်ပထမကြိမ်ယာယီအပြည့်ရခေစင်ကစစ်တဲအီလီအကြောင်းတိုက်ခိုက်မှုနှင့်အကြမ်းတိုက်ခိုက်မှုများကြောင့်ပြည်သူ160ဦးသေဆုံးခဲ့ကြောင်းပြည်သူထားသောစီးရင်များအရာသိရှိရပါသည် အင်းတော်မျိုးရင်းပြည်သူများနဲ့တော်လိုင်းသမားများကိုအကြမ်းဖက်ကျူးလွန်ခဲ့သောထရိတ်အဝင်ထက်များမြို့နယ်အုပ်ချုပ်ရေးမှူးပြည်စော်တီများနဲ့ SNE တပ်ဖွဲ့များပါဝင်တရခန်30ကျော်ကိုဖမ်းဆီးအရေးယူစကိုင်းတိုင်းအင်းတော်မျိုးရင်းပြည်သူများနဲ့တော်လိုင်းရင်သမားများကိုလူမဆန်စွာအကြမ်းဖက်ကျူးလွန်ခဲ့သောထရိတ်အဝင်ထက်များမြို့နယ်အုပ်ချုပ်ရေးမှူးပြည်ဆောင်တီများနဲ့ SNE တပ်ဖွဲ့များပါဝင်တရခန်30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်း အင်တော်မျိုးပြည်သူ့ကာကွယ်တမတော်သတင်းမြေကပြောဆိုပါတယ်။ဧပြီလ9ရက်နေ့အင်တော်မျိုးကိုတင်ပိုက်ခဲ့ကြောင်းရင်းနောက်ပြည်သူများနဲ့တော်လိုင်းသမားများ၏မိသားစုများကိုအစုလိုက်ပြုံလိုက်အကြံဖက်ကျွလွန်ထားသူမြို့နယ်အုပ်ချုပ်ရေးမှုပြည်စော်တီများအစံနေတပ်ဖွဲ့ဝင်များထွေအုပ်လက်အောက်ခံအုပ်ချုပ်ရေးမှုများပါဝင်စစ်တပ်တောက်တိုင်း30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းဖမ်းဆီးထားသူများမှာ PDF တပ်ဖွဲ့ဝင်မိသားစုဝင်များကိုအစုလိုက်ပြုံလိုက်အကြံဖက်ခဲ့သည့်အပြင်တော်လိုင်းသမားများကိုဖမ်းဆီးထောင်ချရာတွင်ပါဝင်ခဲ့သူများဖြစ်ကြောင်းသိရပါသည်။ ဖက်စီရရှိသူများထဲတွင်2022ခုနှစ်အော်တိုဘားလ20ရက်နေ့အင်းတော်မြို့နယ်နမဟုတ်ကျေးရွာနေ PDF မိသားစုဝင်အမျိုးသား၈ဦးကိုအစုလိုက်ပြောင်းလိုက်အကြံဖတ်မှုကိုဥဆောင်ခဲ့သူပြူစော်တီကောင်ဆောင်တင်စောဝင်အင်းတော်မြို့နယ်ပြည်သူများကိုဖက်စီထောင်ချရာတွင်ဥဆောင်သူမြို့နယ်မူလာတင်ပြူစော်တီကောင်ဆောင်အောင်မြင်နိုင်ပြူစော်တီအဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများပါဝင်ကြောင်းသိရပါသည် အင်ဒိုမြူသိန်းတိုက်ပွဲတွင်တမ89တမမူဖူမူချုပ်အောင်တဝပါဝင်စစ်တုံမန်180ကျော်ကိုဖမ်းဆီးခဲ့သည့်အပြင်လက်နက်ခဲယံအများများကိုလည်းသိမ်းဆီးရရှိခဲ့ပါသည်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းတွေကတော့မြန်မာနိုင်ငံစိတ်တက်ပြက်ပြားနေကအာနာဇက်ခုံကထပ်ပြင်းကြံနေပြီဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားပါမယ်။ မြန်မာစစ်တပ်သမိုင်းတခြားကာကွယ်ဦးစီးချုပ်များနဲ့အနာသိစကောင်းဆောင်များတဲ့ရင်မြောင်းလိုင်းသည်အရေးချင်းအញ្ញံဖြစ်ဆုံးစစ်အစောင့်တဦးဖြစ်သည်ကိုလွန်ခဲ့သော၄နှစ်အတွင်းမြန်မာပြည်သူများနဲ့နိုင်ငံတကာတိုင်ဝမ်ရှင်မောက်တွင်မှတ်ကြောက်တင်ခဲ့ပြီးဖြစ်ပါသည်ရခိုင်အခါမြောင်းလိုင်းသည်သူ၏လက်ရှိအခြေအနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီဟုနေပြည်တော်မှသတင်းစကားတစ်ခုခက်တဲ့တဲ့ထွက်ပေါ်လာနေပါသည်နေပြည်တော်ရှိ ထိတ်တဲစဘချုပ်ကြီး6ဦးနေထိုင်သော6လုံးတဲအငင်းစားရဲကွက်တွင်ထက်တူအိမ်တလုံးအသင်းဆောက်လုပ်ထားပြီးဖြစ်သောမြောင်းလိုင်းသည်၎င်းဖန်တီးခဲ့သောအရှုပ်ထွေးကြီးမှထွက်နိုင်ရန်ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးနှင်းအနားယူမည်ဟုလည်းအသံထွက်ပေါ်နေပါသည်ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမာမင်းရန်နာပါရစီအစုံးနှစ်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။